တခုတော့ဘုရားဖရာအလောင်းကြီးကတကယ်သူပါမောက္ခဆရာကြီးဖြစ်တပည့်တွေကညံအလွန်ဆက်တဲ့တပည့်လူတွေမားရမန္တရလည်းသူတို့ကကြီးတယ်ဘုညံလည်းကောင်းဆရာကြီးသင်ပေးတဲ့ဝေဒတွေပါတယ်မြန်မြန်နဲ့တတ်မြောက်ညံတကွန်ဆောက်တော့ နောက်ကလိုက်ပြီးတော့မန္တကွန်းကလိုက်လာမြင်ကြီးတဲ့ဆိုရင်ကောင်းနောက်ကမန္ကပဲနေလေလို့ဆိုတော့ငါတို့လည်းဆရာကြီးပြီးတော့အကုန်ပြီးတယ်ဆရာဟိုကြီးတို့နှလုံးမသွင်းနဲ့အဲနှလုံးသွင်းရတာတော်တော်ကြာတော့တယောက်တယောက်ပြောအဲဝစီကံကျူးလာတော်တော်ကြာတော့ကာယကံကျူးခြင်းလို့ ဆရာကြီးသစ်ပင်ကြီးမှာထိုင်နေတဲ့အချိန်ဓာတိမှန်ကြီးကြတဲ့အဲ့ဒီတပည့်တွေကသစ်ပင်ကြီးလာသွားပြီးတော့သစ်ပင်ကြီးကိုပြောတယ်ပေါ့ဟောဒီသစ်ပင်ကြီးဘာအနှစ်မှမရှိဘူးတဲ့ပြောတယ်သို့သောဝိညာဉ်ထဲမှာအလူပါအတန်တကုဆွဲလိုက်ရင်အတန်ကြီးသူပဲလို့အလူချင်းမတူဘူးမတူဘူး ဝိညာဉ်ထဲမှာအလိုပါတယ်အနာကြီးသူဝင်မယ်လို့အလိုချင်းမတူဘူးဥပမာပုံတိုင်နွားကြောင့်သာဆိုပါရက်နေတဲ့နွားကိုသူသွားဈေးခြင်းလဲဟေ့ပဲနွားကိုတခါသိပ်ပြီးတော့သွားနေတဲ့နွားကိုရက်ဈေးခြင်းလဲဟေ့ပဲသူအတန်ဟေ့ပဲဟေ့တယ်ညင်သူပဲလို့ဒီအတန်နဲ့မှာ ဩအလိုချင်းကဘသူအတန်ကိုဖြစ်စေတဲ့အလိုချင်းကဟိုနန္တရားကမသူသွားနေတဲ့သွားကို ဟေ့ဆိုတာကရက်စီလိုတဲ့အလိုရက်နေတဲ့သွားကိုဟေ့ဆိုတာကသွားစီလိုတဲ့အလိုအဲ့ဒီဟေ့ဆိုတဲ့အတန်ချင်းတူပေမဲ့လို့အဲ့ဒီအတန်ထဲမှာ အတန်ကိုဖြစ်စေတဲ့အလိုပါတယ်အဲ့ဒီအလိုကိုအတန်နဲ့တွဲဖြစ်တဲ့ဝတိဝိညာကတစ်ဖက်သားကိုသိစေဒါကြောင့်ဟိတန်ကိုကြားလိုက်ရင်ဟိုလူကတော့ဟိုလူကိုဟောတာရက်စီလူလို့ပဲဟိုလူကိုသွားစီလူလို့ဟိဟောဆိုတာပဲလို့သိတယ် အဲ့ဒီတော့ခုနတပည့်တွေကသစ်ပင်ကိုလာပြီးတော့ဆရာကြီးထိုင်နေတဲ့သစ်ပင်လာပြီးတော့စောင်းပါစောင်းတာပေါ့အာဒီသူပင်ကြီးဘာမှအနစ်မရှိပါဘူးကွာဗာညာနဲ့ပြောတော့ဆရာကြီးကအင်းသူတို့အတန်ထဲမှာဝိညာဉ်ပါတယ်ဝစီဝိညာဉ်ပါတယ်ဒီဝစီဝိညာဉ်ယောက်ကသူတို့ရဲ့အတွန်းကဖြစ်နေတဲ့အလိုဆန္ဒကိုသိစေတယ် ဒီအတန်ကဒီအတန်လေးကပါတယ်ဝိညာဉ်ယုတ်ကဒီအတန်ရှင်ဘေသဘောဆိုတာကိုသိစေတယ်အဋ္ဌိဓမ္မသဘောအဲ့ဒီလိုသိစေတော့ဆရာကြီးကအင်းတပည့်တရားတော့ဓာတိမံခက်တံပြီးတော့ပညာမံတခါထပ်လောက်၍နတ်အပေါ်မှာတောင်အထင်သေးအမြင်သေးတွေဖြစ်ကုန်ပါဘော gain သူတို့သူတို့ကိုသူတို့ အနစ်ရှိရသည်တတ်လာပြီးခြင်းနဲ့လူတွေတိုင်သူတို့ဇာတိမှာမမနာကြိုးအောင်ငါပြဿနာတစ်ခုလုံးမှပဲဆိုပြီးတော့ဆရာကြီးကတပည့်တို့လာကြအောင်ကွယ်ဆရာပြဿနာတစ်ခုမေးမလေအာဆရာကြီးမေးရင်ကျွန်တော်တို့မဆိုင်မတွတ်ဖြေပါမယ်ဆရာကြီး မန္တဓမ္မလေးအေးပါငါမင်းတို့ကိုပြဿနာတစ်ခုမေးမယ်တဲ့မိဘဆရာကြီးဆိုတော့ဆရာကြီးကဟောဒီကာသာရွတ်ကာလောကတတိဘူတံသဗ္ဗံနေဝသဟတနာယောသကာလကတောဘူတောသဘူတပစနေပစီတပည့်တို့ အဲ့ဒီကထာထဲမှာဘူတ္တ၃ခုပါတယ်ကွာပထမဘူတ္တကဘာခေါ်တယ်လဲဘယ်ပုဂ္ဂိုလ်ကိုပြောတာလဲဒုတိယဘူတ္တကဘယ်ပုဂ္ဂိုလ်ပြောတာလဲတတိယဘူတ္တကဘယ်ပုဂ္ဂိုလ်ပြောတာလဲဆရာကြီးကိုပြန်ပြီးတော့မင်းတို့ဖြေကြပါသူတို့ကဘေးရင်နေတိုက်ဆရာကြီးရဲ့ဒီပရမတ်္ထအသိဉာဏ်သူတို့ဘာမှသိတာမဟုတ် ဆရာကြီးကတော့ဘုရားလောင်းကြီးအဲအဲ့တော့ဒီဘက်ကြီးကျန်ငကူကတော့ချင်းတယ်ဆရာကြီးမေးလိုက်လို့ရှိရင်ငါတို့များများပြေမဲ့တယ်ဒါပြေမပြေတော့ဒီဘက်ကြီးကပါဆရာကြီးအချိန်ပေးပါကျွန်တော်တို့ခွန်ကြီးရဲ့အတွင်းကျမ်းမာမောင်ရဲ့ကျန်ရအဲခွန်ကြီးရဲ့ဆက်ကြံလို့လည်းပဲ ဒီဘူးတသုံးမျိုးသူတို့မခွဲတာအဲ့လိုမခွဲတာကြောပါဦးတို့ထင်တာဆရာကြီးသိတော့တို့အကုန်ကြည့်တယ်ထင်တယ်မဟုတ်ပါလားမန်းကျွဲကြပြီဒီဝတ်စင်တုတ်กว่าကြီးဆရာကြီးကျွန်တော်တို့တော့မကြမ်းနိုင်တော့ပါအဲ့ဒီကားသားတွေကပါတဲ့ဘူတသုံးမျိုးရဲ့အဖြေကို ဆရာကြီးပဲဖြေဆိုတော်မူပါလို့အဲ့ဒီလိုဆိုတဲ့အခါမှာတက္ကသိုလ်ဆရာကြီးကပြန်ပြီးတော့ဖြေရဘူးတဲ့ထုံရှိကာလောကတတိဘူတာနိသဗ္ဗနေဝသဟဒနာကာလောနနဲ့အခါစရှိတဲ့အခါကာလသည်အတ္တနာမိမိဟုဆိုအပ်သောအခါနိသဟာ သဟတကသဗ္ဗနိဝအလုံးစုံသာလင်ဖြစ်ကုန်သောဘူတာမိသတ္တဝါတို့ကိုဂတတိစား၍စား၍သွား၏ပါရိသေသနိအဖြစ်အဲ့ဒီပထမပိုင်းမှာပါတဲ့ဘူတအယသတ္တဝါဆိုတာအချင်းအခါကအစာခံရတဲ့သတ္တဝါ ယဟန္တာပုဂ္ဂိုလ်မှကျွံကြံတဲ့တတ္တဝါတွေကောက်ယောဇဗုဒ္ဓအကျင့်တတ္တဝါတွေကကာလကတော်မိမိကတဖန်အချိန်အခါကိုပြန်၍သာဤအဲ့ဒီမှာပါတဲ့ဘူတအယတတ္တဝါကယဟန္တာယဟန္တာပုဂ္ဂိုလ်ဒီအချိန်အခါကိုမိမိကပြန်စား အချိန်အခါကမိမိကိုအစမ်းမခံအမြဲတမ်းမမေ့မလျော့အဲယဟန်တရားနဲ့နေလို့ယဟန္တာပုဂ္ဂိုလ်ကအချိန်ကိုစပြစ်တယ်အချိန်ကယဟန္တာပုဂ္ဂိုလ်ကိုအစမ်းမခံရဘူးဒါကြောင့်ရောစဘူးတော်အကျဉ်သတ္တဝတိကကာလကသော အချိန်အခါကိုမိမိကစာဤဆိုတဲ့သတ္တဝအရာ တပည့်တို့ယဟန္တာပုဂ္ဂိုလ်ကိုခေါ်ဆိုတယ်သာသောသူယဟန္တာပုဂ္ဂိုလ်သူမြတ်သည်ဘူတပစနေသတ္တဝါတို့ကို လောင်မြိုက်ချက်ပေးတတ်တဲ့အပေဘုံ၌လောင်မြိုက်ချက်ပေးတတ်တဲ့အကုသိုလ်တရားအစုကိုပစီမိမိကတဖန်ပြန်၍ချက် ကျော်လောင်မြိုက်ပြလိုက်ကြ၏ထို့သောအဲ့ဒီဘက်မှာပါတဲ့ဘုဒ္ဓအယတ္တဝါဆိုတာအပေလေးဘုံကတ္တဝါအေးအပေလေးဘုံသားတို့ကိုလောင်မြိုက်နှိမ့်ဆက်ဖြည့်စည်တတ်တဲ့ကြိလေသာဆိုတဲ့ယန္တုကိုယန္တာဆိုတဲ့ပုဂ္ဂိုလ်က မိမိကတဖန်ပြန်၍ကိလေသာကိုချက်ပြစ်တယ်ဆိုရတယ်အဲဒီတော့တတိယဘုရားကအပေလေးပုံသားရဒုတိယဘုရားကယဟန္တာပထမဘုရားကယဟန္တာမှကျွန်းတဲ့အလုံးသောတရားဝါဒီအဲ့ဒီလိုကောက်ရတယ်ပြောပြီးတော့ဆရာကြီးကဘဝနိနရတိသနိလောမသာနိဇာဟာနိသာ ဣဝသူပတိမုတ်ကဏီကောစီဒေဝထကန္နဝါမာနဝလူလင်းတို့နရတိတန်ဤလူအုပ်ကောင်းတို့သည်ဘဝနည်းများလာကုန်၏လူပြောက်ကောင်းတလုံးလူလူစည်ရင်ရှိသလားကောင်းကောင်းစည်ရင်ရှိကြလောမတန်ဤစကောင်းတိုင်းကောင်းတိုင်းမှာပင်သဘင်ဆိုတဲ့အမွေတွေ ကိုစီကိုကပေါက်လေရှိကြကုန်ဤလူတိုင်းလူတိုင်းကောင်းရပင်လေးတွေပေါက်လေရဟန်းကြီးစားထမ်းပြီးလုံးကပမာဏကြီးလေကြီးကြကုန်ဤလူကောင်းတွေကိုခေါ်နေတယ်ဒီဝါသူလေပင်တို့၌ပတိမောက္ကံဤစွတ်လျက်သာတတ်လျက်သာရှိကုန်၏ လူတိုင်းလူတိုင်းရဲ့ကောင်းသည်လည်းပဲမှဆိုအဲအရကပြောရင်တော့ပခုံးတစ်ဖက်ကြားပေါက်ပေါက်ကြီးရဲ့ရှိကုန်ဤလို့ပြောရမှာပါအဲ့ဒါဤကောင်းပေါင်းများစွာတို့တွင်ကန္နဝါဉာဏ်ပညာနာအကင်းပါတဲ့ကောင်းကတော့ကောစီဒေဝတလုံးတလေသာအနည်းငယ်မြပဲမောင်တို့ ပဂတိနာပါတဲ့ခေါင်းကတော့ခေါင်းဆိုင်ခေါင်းဆိုင်မှာပဂတိနာပါတယ်ထားပါဉာဏ်နာပါတဲ့ခေါင်းကအင်မတန်နေတယ်တပည့်တို့လို့အဲ့ဒီလိုပြန်ပြီးဆရာကြီးကပြောอยู่ရတယ်